မင်္ဂလာပါရှင်ဒီနေ့မှာတော့အခုမတ်လ10ရက်နေ့ကနေ20ရက်နေ့ထိ PP ဆိုင်ရာလို့တမားရေးအဖွဲ့ ILO ရဲ့353ကြိမ်မြောက်အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ ပုံမှန်33နဲ့စေအုပ်စုကိုအလုံးစုံ စီးပွားရေးပိတ်ဆို့အရေးယူရေးဆုံးဖြတ်ချက်မှာဘာတွေထူးခြားမှုရှိမလဲဆိုတာနဲ့အခြားသောလို့တမားရေးဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးအလို့တမားရေးခေါင်းဆောင်တဦးဖြစ်တဲ့မတ်ခိုင်စာအောင်နဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်အမမင်္ဂလာပါရှင် မင်္ဂလာပါရှင်ဟုတ်ကဲ့ပါအရင်ဆုံးသိချင်တာကအခုမတို့ဒီ10ရက်နေ့ကနေ20ရက်နေ့အထိဒီ PP ဆိုင်ရာအလုပ်သမားရေးအဖွဲ့ ILO ရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးလုပ်တယ်လို့သိရပါတယ်ရှင်အဲ့တော့ဒီအစည်းအဝေးမှာဒီစေအုပ်စုကိုဒီပုံမှန်33နဲ့ဒီသူ့ရဲ့အလုံးစုံစီးပွားရေးအေးအေးပိတ်ဆို့ရေးတွေမတို့ဒီဆွေးနွေးခဲ့တယ်လို့သိရတယ်အဲ့တော့ခါကြတော့ဒီဟာနဲ့ပတ်သက်ပြီးတော့မတို့အနေနဲ့ဘာရလက်ထွက်ခဲ့လဲဆိုတာလေးအရင်ဆုံးဘာတွေထူးခြားမှုရှိလဲဆိုတာလေးပြောပြပြပါရှင်အဲ ကျွန်တော်တို့ဘာရလက်ထွက်လဲပေါ့နော်ဘာရလက်ထွက်လဲဆိုတာအဓိကတော့ဘာဘာအတွက်လဲဆိုတာအရင်ဆုံးလေးဟိုဟာပေါ့ဟိုနားလေအောင်ချင်းပြရရင်မြန်မာနိုင်ငံမှာကအခုဒီလွတ်လပ်စွာတင်မဲ့ဖွဲ့စည်းခွင့်နဲ့ဒီအာဓမ္မလောအားခိုင်းစေခြင်းဆိုင်ရာအရင်လိုရဲ့ပြဋ္ဌာန်းချက်တွေကိုချိုးဖောက်နေတယ်ပေါ့နော်ချိုးဖောက်နေကြောင်းကိုအရင်လိုကနေပြီးတော့မှစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီးတော့ဒါစစ်ဆေးခဲ့တယ်ဒါ2023က 2023ခုနှစ်ဩဂတ်လမှာဒါစုံစမ်းစစ်ဆေးကော်မရှင်ရဲ့အစီရင်ခံစာလက်ထွက်လာပြီပေါ့နော်ဒီချိုးဖောက်မှုတွေကပြင်းထန်စွာဖြစ်ပေါ်တယ်ဆိုတာဟာဆိုတော့အဲ့ဒီမှာအဲကော်မရှင်ကနေပြီးတော့မှဒီအခြေအနေတွေကိုပြောင်းလဲဖို့ဒီဘာတွေလုပ်ပါဆိုတော့17ချက်ပါတယ်ပေါ့နော်အကြံပြုချက်ကိုလည်းဒီ report ထဲမှာထည့်ထားတယ်အဲ iron loan နည်းနည်းကတစ်နှစ်ကိုအစည်းအဝေး3ကြိမ်ရှိပါတယ်ဆိုတော့ဒီ match လမှာတစ်ကြိမ်ဂျွန်မှာတစ်ကြိမ် November မှာတစ်ကြိမ်ရှိပါတယ်အဲ့တော့မနှစ်ကတော့က အဲဒီမတ်လနဲ့ဂျော်မာလုပ်တဲ့ဂါဗနန်ဘော်ဒီအောက်ချုပ်ရေးဖွဲ့အစည်းအဝေးမှာဒီတိုးတက်မှုဘာမှမရှိတဲ့အတွက်ကြောင့်မလို့နော်မနေ့ကနိုဝင်ဘာမှာပြုလုပ်တဲ့အောက်ချုပ်ရေးဖွဲ့အစည်းအဝေးကနေဆုံးဖြတ်ချက်တစ်ခုချထားတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ article 33 article 33နဲ့ဟိုပေါ့နော်ဒီအရေးယူဖို့ဆိုတဲ့ဟာကိုဆုံးဖြတ်တယ်အဲ့ဒါကဘာကိုပြောတာလဲဆိုတော့အောက်ချုပ်ရေးဖွဲ့ကနေပြီးတော့မှာ ဘလို့မြန်မာနိုင်ငံကိုအရေးယူပါဆိုတဲ့ကိစ္စကိုလာမဲ့ဒီပြောမှာလုံးမဲ့ညီလာခံမှာသူကအရေးယူဖို့အဆိုပြုချက်တွေကိုတင်ပေးရမှာဖြစ်တယ်ဆိုတော့အခုကျမတို့မတ်လမှာဗာလုံးလိုက်တာလဲပေါ့နော်မနေ့ကအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးကဗာလုံးလိုက်တာလဲဆိုရင်မြန်မာနိုင်ငံကိုဘယ်လိုအရေးယူသင့်လဲနော်ဒီပြုတ်ပြောင်းလဲမှုတွေဒါမရှိဘူးအဲတိုးတက်တဲ့လုံဆောင်ချက်တွေမတွေ့ဘူးဆိုရင်အရေးယူဖို့လုပ်ငန်းစဉ်တွေအက်ရှင်တွေပေါ့နော်ကိုမနေ့ကဆွေးနွေးပြီးတော့အတည်ပြုတာဖြစ်ပါတယ် အဲ့ဒါကတော့ဟို ILO ရဲ့ resolution လို့ခေါ်ပါတယ်ရှင်အဲ့ဒီအချက်တွေကို လာမဲ့ဇန်နဝါရီလမှာအတီးပြူရမှာဖြစ်ပါတယ်ဆိုတော့အတီးပြူတယ်ဆိုပေမဲ့လည်းပေါ့နော်ဒီ ILO ဒီအစိုးရအလုပ်ရှင်အလုပ်ကမာသုံးပွဲဆိုင်ဖြစ်သည့်အတွက်ကြောင့်မလို့ဒီအစိုးပြူချက်တွေကိုတစ်ဖက်ဖက်ကပေါ့နော်ဟိုအစိုးရကိုယ်စားလှယ်တွေရပဲဖြစ်ဖြစ်အလုပ်ရှင်ကိုယ်စားလှယ်တွေရပဲဖြစ်ဖြစ်ဒီချက်တွေကိုပြန်အလုပ်သမားကိုယ်စားလှယ်တွေရပဲဖြစ်ပေါ့နော်ဒီထဲမှာပါတဲ့ချက်တွေကိုပြန်ပြီးဆွေးနွေးမယ်ဆိုလို့ရှိရင်လည်းဆွေးနွေးခွင့်တော့ရှိပါတယ် ပြန်ပြီးတော့ဖွင့်ပေးရတာပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်တော့အဲ့ဒီချက်တွေကိုအဲဒီမီလာကမှသဘောတူအပြီးပြပေးရမှာဖြစ်ပါတယ်ဆိုတော့အဲ့မှာဘာတွေပါလဲပေါ့နော်ကဲမှာပါတယ်တချို့အချက်တွေကတော်တော်ကောင်းပါတယ်ပေါ့နော်ဟိုဒီအလုံးသမားဒီထွက်ပြေးတိမ်းရှောင်ရတဲ့လူတွေကိုကူညီဖို့နော်ထွက်ပြေးတိမ်းရှောင်ရတဲ့အလုံးတိမ်းရှောင်နေရတဲ့အလုံးသမားတွေတမကတွေ ဒီတမကခေါင်းဆောင်တွေပေါ့နော်အဖွဲ့ဝင်တွေကိုလည်းဒါအကူအညီပေးဖို့ဆိုတဲ့ဟာကိုပါဝင်ပါတယ်။အကူအညီပေးဖို့ဆိုတာအဓိကပါလဲဆိုတော့ iron low ဟာဒီလိုအချက်လက်အစစ်မှန်တွေပေါ့နော်။ရရှိဖို့ဆိုတာကျွန်တော်တို့ကဒီလွတ်လပ်တဲ့အလုံသမားတမကတွေရှိရရရမှာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကအကူအညီအောက်လှုပ်ရှားမှုဖြစ်နေတယ်။ဒီလိုခက်ခဲတဲ့အချိန်ဒီမှာတော့တင်းအမှန်ကိုရဖို့ကိုကျွန်တော်တို့ကအများကြီးရုန်းကန်နေရတဲ့အနေအထားဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီလိုမျိုးတင်းချက်လက်တွေအမှန်တွေကိုရမှသာရင် iron low ကနေပြီးတော့မှ ထိရောက်တဲ့ဆောင်ရွက်မှုမျိုးတွေကိုလုပ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတမကလှုပ်ရှားမှုတွေကိုလည်းတမကအဖွဲ့ဝင်တွေကိုလည်းဒါကူညီပေးဖို့ဆိုတာလေးပါဝင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါမဒီဟာအမပြောသလိုဒါကဆွေးနွေးတင်ပြတဲ့အပိုင်းပဲရှိသေးတယ်ဆိုတော့ခါကြတော့ဒါတွေကိုရောဒီတကယ်အသက်ဝင်မယ်လို့ဟိုဘယ်လောက်ထိမျှော်လင့်ထားလဲဗျာ အဲဘလောက်မိမျောလင့်ထားလဲဆိုတော့ဟုတ်ပြီအဲ့တော့ဒီညမှာအခုနကကျွန်မဆွေးနွေးသွားတာ resolution အစိုးပြချက်လို့ပြောရပါတော့เนาะဆိုတော့ဆုံးဖြတ်ချက်တစ်ခုရှိတယ်ရှင်နော်ဆုံးဖြတ်ချက်တစ်ခုရှိတယ်အဲ့ဆုံးဖြတ်ချက်ကတော့ဟိုဒီထက်မှပါတဲ့တစ်ခုကတော့အရေးကြီးတာပေါ့နော်အရေးကြီးတာတစ်ခုကပါလဲဆိုတော့အခုစစ်တပ်ကနေ ILO ပေါ့နော်မြန်မာနိုင်ငံမှာပြုဝင်ပြောင်းလဲမှုတွေလုပ်နေပါတယ်ရှိပါတယ်ပေါ့နော်တိုးတက်မှုတွေရှိတယ်လာကြည့်ပါပေါ့နော်ဟိုအစင်းမြင့် high level mission လို့ခေါ်တာပေါ့အရှင်းမြင့်အစင်းမြင့်ဟိုဟာပေါ့ အမေရှင်တခုကိုလွတ်ပေးပါဆိုတာတောင်းဆိုထားတာရှိတယ်ဒီ GB မှာပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ရှင် ILO ကတော့သူတို့ဒီ mission ကိုလွတ်ဖို့စဉ်းစားမယ်ဆိုတဲ့စကားပါတယ်သုံးဖြတ်ချက်မှာ mission ကိုလွတ်ဖို့စဉ်းစားမယ်အဲဒီမှာသူတို့ကလုပ်ထားတဲ့အဲတိုးတက်မှုတွေဆိုတာဘာလဲဆိုတာသွားကြည့်မယ်ပေါ့နော်အဲဒီ mission ကနေပြီးတော့ဒါဟုတ်မှရရှိလာတဲ့ချက်တွေကို နီလာကံကိုအစင်းခံစားပြန်တင်နီလာကံအနေဒါတွေကိုထည့်သွင်းစဉ်းစားမယ်ဆိုတာမျိုးရှိပါတယ်ဆိုတော့အဲဒီအချက်တွေတော့ကျမတို့အနေနဲ့တော့ဒါသုံးမွေးဆိုင်ဆိုနေဆုံးဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တမကားတွေကတော့ဒီလိုဟာမျိုးတော့မလို့ချင်းမှုပေါ့နော်ဒါပေမဲ့လည်းကျမတို့ကဒီသုံးမွေးဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတွားရောက်ညှိနှိုင်းရတဲ့အလုပ်လုပ်သမားဟိုကပေါ့နော်ဥဆောင်နေသူပေါ့ဥဆောင်နေသူတွေနဲ့ကလည်းအများကြီးစူးစမ်းကြရပါတယ် တော့နောက်ဆုံးတော့ကျမတို့ဒီဆုံးဖြတ်ချက်ထဲမှာဒီအသုံးတော့ဒီဟာကိုကျမတို့လက်ခံခဲ့ရလက်ခံခဲ့တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ mission ကလွန်ဖို့ကိုစဉ်းစားမယ်ဆိုတဲ့အဆင့်ရှိပါတယ်။နော်ဟိုအဲ့ဒီမှာဘာကျမအဓိကဘာပြောချင်တာလဲဆိုတော့ကျောင်းမှာဒီအစိုးပြချက်တွေကိုလက်ခံမလားလက်မခံလားဆိုတာတိုးတက်ဖြစ်ထုံးမှုရှိသလားမရှိဘူးလားဆိုတဲ့အပေါ်မှာမှုတည်တယ်တိုးတက်ဖြစ်ထုံးမှုဆိုတာဒီ ILO ရဲ့ Commission on Inquiry ကလိုက်နာဖို့ဆိုရဲဆက်တဲ့ချက်ကို စစ်တပ်ကအကောင့်ထဲပေါ်တယ်ဆိုတော့အထောက်ထားအပြည့်စုံနဲ့အချက်လက်နဲ့ကျမတို့ကအစင်ခံတင်ပြနိုင်တယ်ဆိုလို့ရှိရင်တော့ဒါဒီပြန်ရင်းရမှာပေါ့เนาะအလုပ်ရှင်တို့တခြားဆိုရတွေကဟာဒါတိုးတက်မှုတွေရှိလာပြီဆိုပြန်ရင်းကောင်းရင်းနိုင်ပြီးတော့ဒီအဆိုပြုချက်တွေကိုဟိုပြင်ဆင်နေတာဖြစ်နိုင်တယ်ပေါ့เนาะတိုးတော့လဲကျမတို့ဒီနေ့ပြန်သုံးတက်လို့ရှင်ရယ်အစည်းအခမ်းကထွက်ပြီးတစ်နှစ်ကျော်ကာလမှာလဲ တိုးတက်ဖြစ်ထုံးမှုဆိုတာဘာမှမရှိပဲနဲ့ညီညီလာခံရွေးကောက်ပွဲလုပ်ဖို့ပဲစစ်တပ်ကနော်ဟိုဥဆောင်ပြီးတော့ဟိုဥစားပေးပြီးလုပ်နေတဲ့လုပ်ငန်းတွေဖြစ်ရပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီလာမယ့်နှစ်လအတွင်းမှာတိုးတက်ဖြစ်ထုံးမှုကဘလောက်ရှိမှလဲဆိုတဲ့ဟာတော့ဟိုမဖြစ်နိုင်ဘူးပေါ့နော်ကျွန်တော်တို့အနေနဲ့ဆိုတော့ဒါပေမဲ့လည်းကျွန်တော်တို့ကအမြေပြင်မှာဖြစ်နေတဲ့အချက်လက်တွေကိုအမြဲမြဲချင်းမပြတ်စောင့်ကြည့်ပြီးတော့အတင်းအမှန်တွေယူရမယ် ။ဘာလို့ဆိုတော့ဥမာအဖြစ်စစ်တပ်ကအလိန်ညာတွေအများအမ်းလုပ်တယ်။နော်ဒီညီလာခံမှာတော့မာသူတို့ဒီအာအစီရင်ခံတင်ရတဲ့ကိစ္စတွေမှာကျမတို့ CDUN လို့ IWF ခံလို့နော်ကျမအဖွဲ့အစည်းပေါ့နော်။ဟိုညီလာခံတွေကိုသူတို့အတူအရောင်လုပ်သွားတာရှိတယ်လေ။ဒါလွတ်လပ်တဲ့တမကတစ်ခုရဲ့ညီလာခံပုံစံမဟုတ်ဘူးလေနော်။ဆိုတော့ဟိုစာရွက်ပေါ်မှာရေးထားတဲ့လူတွေကိုနင်တို့မဲပေးချစ်ဆိုတဲ့ဟာကိုလုံးတဲ့ဟာတွေရတယ်ဒါအမကတခုရဲ့လှုပ်လက်တဲ့ပုံစံမျိုးမဟုတ်ဘူးဆိုတော့ကျမတို့က ဟိုတကယ်ဒီလိုအချက်လက်စစ်မှန်တွေကိုယူကောက်ယူနိုင်မှလားလျင်ကျမတို့အာရလိုကိုအစင်းခံလာတင်ပြနိုင်မှလားလျင်စစ်တပ်ကလုပ်နေတဲ့အလိန်ညာတွေကျမတို့ဖော်ထုတ်နိုင်မှာဖြစ်တယ်။ဒါကြောင့်မို့နှစ်လအတွင်းမှာသူဘာတွေအလိန်ညာတွေဆက်လုပ်နေမလဲဆိုတာကျမတို့ကတော့မသိနိုင်ဘောနော်စစ်တပ်အနေနဲ့ဒါကြောင့်မို့ကျမတို့အလုံသမားသမဂ္ဂတွေမဟုတ်ပါဘူးပြည်သူနဲ့ဒီမိုကရေစီရေးကိုလိုလားတဲ့အဖွဲ့အစည်းတွေဟိုတူးချင်းစီအဖွဲ့အစည်းအဖွဲ့အစည်းတွေကနေပြီးတော့မှ ဒီအချက်ဒီအလိမ်ညာတွေဖြစ်ပေါ်လာတာမျိုးတွေမဖြစ်အောင်ပေါ့နော်စောင့်ကြည့်ပြီးတော့အချက်လက်မှန်တွေကိုကျမတို့ ILO ကိုပေးဖို့တင်ပြသွားနိုင်မယ်ဆိုရင်တော့လာမယ့်ဂျွန်မှာဒီအဆိုပြုအခုအဲဂျီဘီကနေဆုံးဖြတ်လိုက်တဲ့အဆိုပြုချက်တွေကအတည်ဖြစ်သွားနိုင်ပါတယ်ရှင်ဒါတော့ကျမတို့စ조사ရမှာပေါ့နော်ဟုတ်ကဲ့ပါမှာအကဲများဟိုဒီအမတို့ဒါအဆိုပြုထားရပါတော့ဟိုတစ်ဖက်မှာဒီဆေးအုပ်စုကိုပိတ်ဆို့လိုက်ရင် တစ်ဖက်မှာကလူဒူးနဲ့ဒီအလौတမားဒူးကိုရော မထိခိုက်နိုင်ဘူးလားမဒါလေးလည်းပြောပြပြပါဦးဟုတ်ကဲ့ဒီမှာတို့ကျမတို့ဒါအများကြီးဟိုပါပေါ့နော်စိတ်ပူမှုလေးရှိတာပေါ့အဲကျားတို့ဒီပြောမယ်ဆိုရင်တော့စီးပွားရေးစိုင်ချင်လောက်တယ်ပေါ့နော်စီးပွားရေးတွေပိတ်ဆို့မယ်ဒီပရိုမက်တစ်တန်တမန်ရေးရတွေပိတ်ဆို့မယ်ဆိုလို့ရှိရင်ဒါဒီလိုထိခိုက်မယ်ဆိုတဲ့စဉ်းစားချက်တွေရှိတယ် ဒါမဲ့ကျွန်တော်တို့အဲ့ဒီဟာကိုပြောတဲ့အခါမှာလည်းအများစုကအထက်ကျုပ်ကဏ္ဍကိုပြောကြတာများတယ်အထက်ကျုပ်ကဏ္ဍအလုပ်တွေပြုတ်သွားမယ်ပေါ့နော်ဒါမဲ့ကျွန်တော်တို့လူတွေကအလုပ်တွေကပြုတ်နေပြီပါပဲဒီနေ့ကျွန်တော်တို့ရှိနေတဲ့အလုပ်သမားအများစုကဘယ်သူမှအလုပ်အာမခံကြံမရှိဘူးအရင်တော့ကျွန်တော်တို့၃လပြီလို့ရှိရင်အလုပ်အကန့်အာမခံကြံရှိပြီးတော့မှအဲဖြုတ်လို့မရဘူးပေါ့နော်ဖြုတ်မယ်ဆိုရင်ဒါအကြောင်းပြချက်ပေးရမယ်ရောကြေးပေးပြီးတော့တောင်ဖြုတ်ချင်တိုင်းဖြုတ်လို့မရအောင်ကျမတို့တမကတွေကဒါအကအွယ်ပေးခဲ့ကြတယ်ပေါ့နော် ဒါပေမဲ့အခုအချိန်မှာဖြုတ်ခင်တယ်လို့ဖြုတ်လိုက်တယ်เนาะပြန်ပြီးတော့လုပ်တွေခန့်တယ်ဆိုရင်တော့မှဒါတလနှစ်လခံပြီးဖြုတ်လိုက်တဲ့သူတွေအများကြီးပဲเนาะအဲ့ဒီမှာလည်းဘာဖြစ်လဲဆိုတော့ကျမတို့ကဟိုဒီလိုမျိုးအလုတ်ခန့်ဟာပြီးလို့ရှင်ငါတို့ပေးသလောက်ယူเนาะလောကကကောင်းမှုဖြတ်တယ်ပေါ့ရှင်အဲ့တော့အခုဆိုရင်ကျမတို့ report တွေအစင်းခန်းစာတွေအများကြီးရတယ်အလုပ်သမားတွေရှာတိုင်ကြားစာတွေအများကြီးရတယ်ပေါ့เนาะဆိုတော့ဥမာဒီအခုဆိုလုပ်ငန်းဝင်တွေမှာဒါအမျိုးသမီးတွေနဲ့ပတ်သက်လို့ရှင်လဲ ဟိုအရန်ဟိုမှာပေါ့နော်ဟိုနှုတ်အားဖြင့်လောက်အောင်ဟိုရုပ်ပိုင်းဆိုင်ရာအဖြစ်တကောင်ဆော့ကားခံရမှုကြီးအများကြီးရှိတယ်ဆိုတော့အဲ့အရာတွေကိုကျမတို့ကဘယ်မှာမှလည်းသွားတိုင်လို့မရဘူး။သွားတိုင်လို့ရှိရင်လည်းအရေးယူတယ်ဆိုတာဆက်ရုံမရှိဘူး။ဒီဖိနှိပ်ခံရတာချိန်ချောက်ခံရတာအမျိုးမျိုးဖြစ်တယ်ပေါ့နော်။ကျမတို့ပြည်တွင်းကိုလုံမတမကတွေနော်ဒီပြည်တွင်းမှာလုံဆောင်နိုင်နေတဲ့အချိန်တော့ဆိုလို့ရှိရင်ဆေးရုံတွေမှာဆေးပေးဆေးကအစာရှိဖို့ ကိုဝင်ဆောင်မိခင်တွေဆိုခွင့်ရဖို့ငွေကြေးအဲပေါ့နော်ခံစားခွင့်တွေရဖို့အများကြီးကျမတို့လုပ်ခဲ့ကြတယ်ဒါတွေရရှိခဲ့ကြတယ်ပေါ့နော်အခုအဲ့ဒါတွေအကုန်ကုန်သွားပြီဆိုတော့ဒီပေါ့လုံတော့ခွင့်လို့ရှောင်းခွင့်ခွင့်လို့ဆေးခွင့်လို့ဘာမှမရှိတော့ပေါ့ကျမတို့လုံကမာတွေဘဝကဟိုအလောက်ကင်ပြုတ်သွားမယ်ဆိုတဲ့ဟာကပြုတ်ထားပြီးသားဖြစ်တယ်ပေါ့နော်ပြုတ်ထားပြီးသားဖြစ်တယ်အခုစိတ်မှုထမ်းဥပဒေကြောင့်ဆိုလို့ရှိရင်ဖပြင်းတင်းချောင်းရတဲ့လုံကမာပေါင်းညာစွာညာစွာရှိတယ် ကျွန်တော်တို့လူငယ်တွေဟိုကျွန်တော်တို့ကိုယ်တိုင်စရင်ကောက်နေတယ်ပေါ့နော်နေသက်ကိုထွက်တဲ့ gate တစ်ခုကနေကျွန်တော်တို့စရင်ကောက်တဲ့ဟာတောင်မှပဲဒီ February လာနေပြီးတော့ December လာထိကိုကျွန်တော်တို့တင်းကြော်ကောက်နိုင်ဒါ the gate ထဲကိုပြောတာနော် the gate ထဲကိုပြောတာကျွန်တော်တို့နေသက်မြို့တစ်မြို့ကနေဟိုတခြားနိုင်ငံကိုသွားမယ်ဆို gate တစ်ခုတည်းမကောက်ကမြန်မာတနိုင်ငံလုံးမှာရှိတဲ့နေဆက်ဂိတ်တွေဘယ်လောက်ရှိမလဲစဉ်းစားစဉ်းစားကြည့်ပါဆိုတော့ကျမတို့ဟို အဖွဲ့ဝင်နေလည်းပါတယ်ရှင်เนาะကျမတို့အဖွဲ့ဝင်နေလည်းဟိုဒီလုံသမားတွေနဲ့ကျမတို့အစည်းအဝေးလုပ်တဲ့အခါမှာတို့တို့တွေကြွားတွေမှာတို့တို့နာမည်တွေကိုပေါ့နော်မဲဆင်းတွေမှာထည့်ခိုင်းတာတွေမိဘတွေကိုဖိအားပေးခိုင်းတာတွေတို့တို့ပတ်စံတွေပေးခိုင်းတာတွေပြန်လာခိုင်းတာတွေအမျိုးမျိုးဖြစ်တယ်လို့ကျမတို့ကျွန်တော်တို့ကျမတို့တော့ထပြေးတိန့်ဆောင်ရမယ်ဆိုတာမျိုးတွေကျမတို့ဒါဖြစ်ခဲ့တာမနှစ်ကြရပါပေါ့နော်ဆိုတော့ကျမတို့နိုင်ငံရေးအပြောင်းအလဲဖြစ်မှရမယ်စစ်တပ်ဖြုတ်ချမှရမယ်အဲ့တော့စစ်တပ်ဖြုတ်ချဖို့ကကျမတို့ ပြည်တွင်းမှာကျွန်တော်တို့ပြည်သူတွေကခုခံစစ်ကိုဆင်နွှဲနေတယ်။ကျွန်တော်တို့ကြီးပဲလုံးလို့မရဘူး။စစ်တပ်ကိုကျွန်တော်တို့ကရုရှားတို့နော်ဒီဘလာရုစ်တို့နဲ့ခြားဒီပေါ်အာနာရှင်နိုင်ငံတွေကနေပံ့ပိုးနေတယ်။နော်အပြင်ဟိုမှာစီးပွားရေးလုပ်ငန်းတွေ EU တို့ US တို့ကပါတယ်။နော်စီးပွားရေးလာလုပ်တယ်ဆိုရင်တို့စီးပွားလုပ်ပြီးကျွန်တော်တို့ကိုဟိုကျွန်တိုက်ရှီအောင်လုပ်တာကျွန်တော်တို့ကလက်ခံလို့မရဘူး။အော်ဒါကြောင့်မလို့ဒီ EU တို့ US တို့နိုင်ငံတွေမှာလူ့ခွင့်ရေးဆိုင်ရာစံနှုန်းတွေရှိပါတယ် ဒီစံနှုန်းတွေကိုကျွန်တော်တို့ကလေးစားလိုက်နာဖို့အတွက်မူအရသူတို့လုပ်တဲ့နာတွေကိုကျွန်တော်တို့ကလုပ်ပေးဖို့တောင်းဆိုတာဖြစ်တယ်။ဒါ IMD ဆိုတာလည်းဒုက္ခနဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်။ကျန်တဲ့နေရာပဲနေရာမမမလုံးနိုင်ပါဘူးရှင့်။အဆိုပြုသွားတဲ့နေရာမှာလည်းပါရဲပေါ့နော်။ဒီအဲဆက်ယုံအလုံးယုံကအလုံးသမားတွေကိုဒီစစ်မှုထမ်းဖို့အတွက်အလီအလုံးယုံနေတဲ့ဒီဒီခေါ်စင့်ခေါ်စာတွေပို့တယ်ဆိုပြီးတော့ကြားသိရတယ်ပေါ့နော်။ဒါနဲ့ပတ်သက်ပြီးလည်းပြောပြပေးပါအောင်။ ဟုတ်ပါတယ်အဲ့ဒါလည်းကျမတို့အဖွဲ့ဝင်တွေလူ့ကမာတွေရှိရဒါသတင်းရတယ်ပေါ့နော်အဲ့တော့စစ်တပ်ကဝင်ဟိုဟာပေါ့ယူနီဖောင်းပါတာတွေရောမပါတာတွေရောလာတယ်ပြီးတော့ကြတော့ဒီအချက်လက်တွေပေးတဲ့ဆိုတာမျိုးတွေရှိတယ်အဲ့ဒီတချို့စက်ယုံတွေမှာဆိုလို့ရှိရင်ဒါဟိုအပြင်ကိုပေးမထွက်တော့ဘူးပေါ့နော်အပြင်ကိုပေးမထွက်တော့ဘူးအဲ့ပြန်မလာမှာဆိုလို့ပေါ့နော်ကြောက်ပြီးတော့အဆင်မှုခံရမယ်ဆိုတာမျိုးတွေလူပြောတာမျိုးတွေရှိတယ်ဒါကျမတို့လူ့ကမာတွေရှိရသတင်းရတာတွေရှိပါတယ်ပေါ့နော် ဆိုတော့ဟိုတကယ်ဖြစ်နေတာပါအဲ့ဒါတွေကိုအလုံရှင်တွေကပူပေါင်းဆောင်ရဲ့လုတ်ပြီးတော့လုတ်နေတယ်ဆိုတာလည်းကျွန်မပြောချင်တယ်ဒါကအလုံရှင်အဖွဲ့အစည်းတွေအနေနဲ့မလုတ်တဲ့နဲ့ကိစ္စပေါ့နော်အဲသူတို့ကသဘောတူထားလို့ဒီလိုတွေဖြစ်နေတာလို့ကျွန်မကတော့ပြောရမှာပဲဘာဖြစ်လို့လဲဆိုတော့ကျမတို့မှာရှိနေတဲ့စက်ရုံအလုပ်ရုံတွေကိုဒီလိုသွားတဲ့အခါမှာเนาะသူတို့စစ်တပ်ကဒီတိုင်းသွားတယ်ဆိုလို့ရှိရင်အလုပ်ရှင်တွေကသူတို့ရဲ့အဖွဲ့ချုပ်ကိုအကြောင်းကြားမှာပဲလေ အကူအညီတောင်းမှာပဲဒါပေမဲ့အခုကျွန်တော်တို့ကဘယ်လိုမှအကူအညီမရနိုင်ဘူးအကူအညီမရနိုင်ဘူးပြီးတော့ကျတော့ကျွန်တော်တို့အစည်းအဝေးတွေပေါ့နော်တို့တွေအတူတူအစည်းအဝေးတွေအလုံးရှင်ဖွဲ့ချုပ်တွေနဲ့နော်စစ်တပ်နဲ့အလုံးသမားကိုယ်စားလှယ်များဆိုပြီးတော့နော်ဟိုလုပ်နေတာတွေရှိတယ်ဆိုတော့တို့ဒီလိုပူပေါင်းဆောင်ရပြီးတော့လုံနေလို့သဘောထားသဘောတူညီချက်တွေရှိနေလို့ကျမတို့လုံမားတွေအခုလိုခံနေရတာလေဘယ်သူမှအကောက်လို့မပေးနိုင်ရတာဆိုတော့ဒီဟာတွေကတော်တော်ကြဲကြဲပြင်းပြင်းဖြစ်နေတယ်လို့ပြောကြင်ပါတယ်ရှင့် ဟုတ်ကဲ့ပါမနောက်ထပ်တစ်ခုကပေါ့နော်ခုနကအမပြောသားရတဲ့မှာလည်းပါရယ်ပေါ့နော်ဒီဟိုဂိတ်တစ်ခုထဲမှာနေမနေဘူးပေါ့နော်ဒီဆက်ယုံလုံးယုံအားနေစစ်မှုထမ်းကြောက်ဆိုပြီးတော့ဒီပြေးလာတဲ့လူတွေအများကြီးပဲရှိရယ်ဆိုတော့ခါကြတော့အခုကစစ်ကောင်စီကဒီပြည်ပထွက်ခွာခွင့်ကိုလည်းပိတ်ထားတယ်အဲပြည်ပထွက်ခွာပိတ်ထားတဲ့အတွက်ဒီဘက်မှာတရားမဝင်လာရောက်တဲ့သူတွေရှိရယ်အဲ့တော့အဖမ်းခံရတယ်ဖမ်းခံရပြီးတော့မြန်မာနိုင်ငံကိုပြန်ပို့တယ်ပြန်ပို့တော့လေဟိုတော်တော်များများကဒီစစ်မှုထမ်းနဲ့ပြန်ရောက်သွားတယ်ဒီလိုမျိုးတန်နေရလေနေဆိုခါကြတော့ဒါနဲ့ပတ်သက်ပြီးလည်းပြောပြပေးပါအောင် ပြီးတော့ဒါတွေကတော့မဖြစ်သင့်တဲ့ကိစ္စပါဥမာထိုင်းမှာဆိုလို့ရှင်လေဒီလိုကိစ္စမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျမတို့ဒီအလုတ်ကမတမကတွေနဲ့လူခွင့်ရေးဟုတ်ရှားတဲ့ဆောင်ရွက်တဲ့သူတွေနဲ့နော်အလုတ်ဒီဒီ NGO တွေပေါ့နော်အဲပေါင်းပြီးတော့မှကျတော့ဟိုလှုပ်တော့ကိုယ်စလဲတွေကိုတင်ပြတာရှိတယ်ပြီးတော့ကြတော့ဒီကထိုင်းလုတ်သမားတွေထိုင်းလုတ်မှာတတ်မှတ်ကြတယ်ပေါ့နော်နေမှာသွားဆွေးနွေးပြီးတော့မှ အဲအကူညီတောင်းခံတာလေးရှိရပေါ့နော်ဒါလေးဒါလေးတော့လှုပ်ဆောင်နေပါတယ်အပြင်ဒီနေ့ကျွန်တော်တို့ဒီလိုကိစ္စတွေကိုလည်း iron လို့တင်ပြထားတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့အဲဒီ resolution တွေထဲမှာ iron လို့ဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ဖွဲ့ပြေးတင်းဆောင်လာတဲ့ refugee လို့ခေါ်တာပေါ့နော်ဒုက္ခသည်တွေနဲ့အဲနေပတ်သက်တဲ့အပြီးဆိုင်ရာဆန်နှုံးတွေကိုလေးစားလိုက်လာကြဖို့ဆိုတာပါလာတာဖြစ်ပါတယ်အဲ့မှာသူတွေချာချာထည့်သွင်းရေးထားတာကတော့ သူတို့ဤအသက်အနေကိုเนาะဟိုထိခိုက်စေတယ် အလုံယုံရေးကိုထိခိုက်သူတို့ကိုပြန်ပို့ခြင်းအပြင်လုံယုံရေးကိုထိခိုက်စေတယ်ဆိုတဲ့ဟာမျိုးရှိရင်ဒါဟာပြန်ပို့လို့မရဘူးအဲ့အပိဆိုင်ရာဆန်နှုံးလေးတိုင်းလောက်ပါဆိုတာပါလာတာဖြစ်တာပေါ့နော်ဒါကကောင်းပါလေကျမတို့အနေနဲ့ကလည်းဟိုပေါ့နော်ဟိုထိုင်းဆိုရပဲဖြစ်ရဲ့ခြားနိုင်ငံဆိုရတွေပဲဖြစ်ဖြစ်ပေါ့နော်အဲတွေးဆောင်တဲ့အခါမှာ ILO မှာဒီလိုဆုံးဖြတ်ချက်တွေရှိပါတယ်ဒါတွေကိုလေးစားလိုက်နာပေးပါအဆိုရတွေကလည်းဒါကိုကူညီပေးပါပေါ့နော်ဆိုတာမျိုးတွေကျမတို့ကဟိုတောင်းဆိုသွားလို့ပို့ပြီးတော့ကောင်းတာပေါ့နော် ဟုတ်ကဲ့ပါမှာနောက်ထပ်တစ်ခုကဒီအာနာသိမ်းပြီးနောက်ပိုင်းမှာအစကတည်းကလည်းဒီဆက်ယုံလုံးယုံထဲမှာဒီလိမ်မိုင်းဆိုင်ရာစော်ကားမှုတွေကရှိတော့ရှိရဲဒါပေမဲ့အာနာသိမ်းပြီးနောက်ပိုင်းမှာဒီအမှုတွေကပို့ပြီးတော့တွေ့လာရတယ်ပေါ့နော်နောက်ပြီးတော့အမျိုးသမီးအချင်းချင်းအလိုအများထုတ်တာတို့ဟိုတွေ့လာရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးလည်းပြောပြပေးပါအောင်ရှင်အဲ့အရာတွေကတော့ကျမတို့ဟိုပေါ့နော် rule of law မရှိတဲ့ case အဲ့မခေါ်လဲ rule of law ဆိုတာတရားဥပဒေစိုးမိုးရေးပေါ့နော်မရှိတဲ့အခါမှာအဲတိုင်ကြားရေး ဥပဒေအရတိုင်းကြားရေးရန်တရားတွေကလည်းတုံးလို့မရတော့ဘူးပြီးတော့ဒီအလုပ်သမားတွေကိုကူညီပေးပြီးတော့သူတို့ကိုစားပေါ့နော်အဖြေရှင်းဆောင်ရွက်ပေးမယ်အလုပ်သမားတမကတွေကလည်းမရှိတဲ့အခါမှာဒီလိုကိစ္စမျိုးတွေကဟိုတာမန်ကိစ္စမျိုးတွေလို့ဖြစ်လာတာပေါ့ဘာလို့လဲဆိုတော့ဒီနေ့နိုင်ငံမှာလူတွေကဟိုတာမန်ရိုးရိုးသားသားနဲ့ရိုးရိုးသားသားအလုပ်လုပ်လို့ဟိုထမင်းစားလို့မဝတော့ဘူးလေနော်ဘဝတိုးတက်ဖို့ဆိုတာခက်သွားတယ်အဲ့ခါကျတော့လူတွေရဲ့အကျင့်စာကြရတယ်ဘာဖြစ်လဲဆိုတော့ဟို တာတဲ့လူနဲ့ပေါင်းပြီးတော့ဟိုဖိနှိပ်ပြီးတော့မှအခွင့်အရေးကိုပေါ့နော်သူတို့အတွက်ခွင့်ရူတိဆောက်တယ်ဆိုတဲ့ဟာမျိုးဖြစ်လာတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတာမှကျွန်တော်ပြောပြမယ်။စက်ရုံနေရဲ့ပုံစံကလုံသမားအများကြီးနဲ့အလုံးလောက်ရတဲ့အတွက်ကြောင့်မလို့နော်ဒီကုန်းထုတ်ဆွမ်းအားညားများရရင်အမြတ်များများရတယ်။အဲ့တော့စက်ရုံတွေကအမြတ်များများရကြတဲ့အတွက်ကြောင့်မလို့လုံသမားတွေကိုဒီအမြတ်ဟိုပါပေါ့နော်။ဟိုလစာနည်းနည်းနဲ့ overlay များများခိုင်းတယ်။ အဲ့ပြီးရင်သူကအထက် target တွေကအားညှင်းလိုက်ပြီးတော့မှညှင်းလိုက်တဲ့ target ကိုပြင်မိရင်စုပေးတယ်ဆိုတဲ့ဟာမျိုးတွေလုပ်တယ်။အဲ့တော့စုပေးတဲ့အခါမှာသူတို့ကဘယ်လိုလုပ်လဲဆိုတော့ supervisor တွေဟိုပေးတာ။သူကလူတက် line တစ် line မှာလူ40ပဲရှိရှိ30ပဲရှိရှိ100ပဲရှိရှိဟိုထုံလိုက်လို့ပထမဒီ line ၈ line မှာပထမရတယ်ဆိုရင်အဲ့ဒီဟာကိုပေးတဲ့စုချေကတော်တော်များပါတယ်။ဝယ်လို့တိတ်နဲ့ချီပြီးတော့ပေးတာပေါ့နော်။ အဲ့ခါကျတော့ပေးတဲ့ဟာစူပါဗိုက်ဇာတယောက်တည်းဝယ်ပေးတာတကယ်တော့ဟိုအဲ့လိုမျိုးကိုကျမတို့ကျမစူပါဗိုက်ဇာဖြစ်ခဲ့တယ်နှစ်လပေါ့နော်ကျမဟိုအထက်ကျုံးမှာတော်တော်ကကျမအဲ့ဘက်ဆန်ကိုရှိတဲ့လူနဲ့စားပြီးတော့လူ90ရှိရင်ရတဲ့စုတီကိုစားပြီးတော့အကုန်လုံးကိုကျမဒီလိုမျှပေးလိုက်တယ်။ဘာလို့ဆိုအကုန်လုံးရဲ့ကြိုးစားမှုပေါ့။ဒါပေမဲ့အဲ့လိုမျိုးဘာမှမရှိဘူး။အဲကျမလည်းအဲ့နှစ်လပဲဟိုလောက်ခွင့်တစ်ခါရရတယ်ပေါ့နော်။အဲပြီးတော့ကြတော့ ဒီဒီလိုခွင့်ရမျိုးမရှိတော့ဘူးပေါ့အဲ့တော့အခုဘယ်သူမှ तू อ่ะမျှမပေးခြင်းရှိတဲ့ပတ်စံကိုအကုန်လိုခြင်းလာပြီးတော့ပထမရရင်စုကပို့ရများတယ်ဒုတိယစုပို့များတယ်အဲ့ခါကျတော့မိမိတို့ line မှာအထက်ထက်ရွေ့ထရရဲ့အတွက်ကိုလူတွေကိုလူတွေလို့မမြင်တော့ဘူးငါလည်း main clay ပဲသူလည်း main clay ပဲဆိုတော့ကိုကျင်းစာတရားတွေမရှိတော့အဲ့တော့ဒီအကျိုးစီးပွားကိုဟိုပဲဒီဘောပေါ့နော်ဟိုရှေးရှုပြီးတော့မှ လုံးသိနေတယ်မလုံးသိနေတယ်မသိတော့ဘူးအချင်းအချင်းဇယိုက်တွေလည်းပြက်ပြားသွားပြီအဲ့ဒါပြင်းဝတ်တွေလည်းမရှိတော့ပဲနဲ့မှဟိုလူတွေဟိုသားဟိုပါတော့နော် main clay တွေကိုလည်းအဲ့မှာ harassment ဆိုတာဖြစ်တာပေါ့နော်အမြင်မြန်မလုံးဘူးလားပဲဘဲဘဲနဲ့သွားညတော့သွားအိတ်တာတော့ဟိုဟာမျိုးတွေပါကျွန်တော်တို့ရုံစရာကောင်းတယ်ပေါ့နော်ဟိုအများရှိမှဒီ main main clay ငယ်လေးတွေကိုဒီလိုမျိုးတွေပြောတာပေါ့နော်ตัวจม้าก็ยังขันกินนะจม้าอะไรမျိုးนี่จ้าเลยอ่ะโหลอู้เฉยมาค่ะโกอลุตมะนี่ด้วยป่ะเนาะดี အမျိုးသမီးတွေအတွက်ရွာတွေလောက်စူးစမ်းပြီးတော့လုပ်တာကျွန်မအဲ့လိုဘဝကမှမြင်ခဲ့ရဘူးလေကျွန်မအဲ့ထက်မှရှိခဲ့ဘူးလေဟိုကျွန်မတို့တမကမှလုပ်တဲ့အချိန်မှာလည်းအဲ့လိုမျိုးလေးဖြစ်ခဲ့တယ်ပေါ့နော်အနာမသိငင်တော့ဒါပေမဲ့ကျွန်မတို့ဘာလုပ်ခဲ့လဲဆိုရင်ရှင်းနေထားပြီးတော့အဲ့လိုမျိုးစော်ကားမှုတွေကိုတရားစွဲခဲ့တာကျွန်မတို့ကကျွန်တော်တို့တမကကျွန်တော်လုပ်ငန်းစိတ်ဝင်မှာဖြစ်တယ်။ဆိုတော့အဲ့ဒါကြောင့်မလို့နောက်ပိုင်းမှာအများကြီးမရှိတော့ဘူး။ကျွန်တော်တို့မှာ report တော့မရှိတော့ဘူးပေါ့နော်ဒီအာနာမသိငင်တော့အဆိုရင်။ဒါပေမဲ့အခုအများပြားဖြစ်တယ် ခုနပြောတဲ့အကျိုးစီးပွားဆိုင်ရာရှေ့ရှုမှုဖြစ်ပါတယ်ဟုတ်ကဲ့ပါမနောက်ဆုံးအနေနဲ့ပေါ့နော်ဒီအလုတ်သမားအာနာသိန်းနဲ့ဒီလင်းနစ်အတွင်းမှာဒီအလုတ်သမားရိရဲ့ဒီအခြေအနေကိုခြုံပြီးတော့နောက်ဆုံးအနေနဲ့ဟိုဘယ်အခြေအနေစိုက်ပြီးလဲပြောလို့ရတယ်ပေါ့နော်ဘတ်ပေါင်းစုံကဒါဖိနှိပ်မှုကြားကဆက်ယုံလို့သမားရဲ့အခြေအနေကိုခြုံငုံပြီးတော့တုံ့တက်ပေးပါအောင်မှာအခြေအနေတရားတော့ပြောရမယ်ဆိုရင်ပို့ပြီးတော့ပဲဆိုးရလာပြရှိတယ် ဒီ brand လေးပေါ့နော် US ကပဲလာလာ EU ကပဲလာလာသူတို့မှဘာမှလုပ်နိုင်တာဆိုတာမရှိဘူး made in myanmar project ဆိုပြီးတော့မြန်မာပြည်မှာ EU ကနေဟိုပါပေါ့နော် fan baby လုပ်နေတဲ့ project လည်းရှိတယ်ဆက်ယုံနေဦးတင်နှန်းပေးတယ်ပေါ့အလုပ်သမားအဲလုပ်ငန်းဝန်ညှိနှိုင်းရေး comedy ဆိုတာဆက်ယုံနေမှာရှိတယ်လေတော့အလုပ်သမားကိုယ်စားလည်းအဲ့မှာထိုင်ရတယ်ပေါ့ဒါပေမဲ့အလုပ်သမားကိုယ်စားဆိုရလဲသူတို့ဟို appointed ပေါ့နော်သူတို့ရွေးချယ်တဲ့အလုပ်သမားကပဲ လောက်ကမှကိုယ်စလဲဖြစ်နိုင်တာဆိုတော့ဘလို့ပဲသူတို့ဟိုသင်တန်းတွေပေးပေးเนาะဒီ EU ကလုပ်ထားတဲ့ program တွေသင်တန်းတွေပေးပေးပေးတဲ့သင်တန်းတွေဒီအလုပ်သမားကိုယ်စလဲရအောင်ရွေးချယ်နေသင်တန်းဖြစ်ပြီးတော့ဒီလူတွေကပဲသင်တန်းတက်ရပြီးတော့အလုပ်သမားတွေရဲ့အကျိုးစီးပွားတွေကလည်းလှုပ်ရှုပ်ခံနေရတာဖြစ်တယ်အဲ့တော့အဲပြီးတော့ဒီ program တွေကလူတွေကလည်းဘာမှလုပ်ပိုင်မရှိဘူးလုပ်ပိုင်မရှိဘူးသင်တန်းပဲပေးလို့ရတယ် သင်နှံပေးလို့ကျမတို့ဥပဒေတွေကလေးစားတိုင်းတာဟိုဟာပေါ့အကောင့်ထဲပေါ်ပြီးသားဖြစ်တာမဟုတ်ဘူးလေနော်အချိုးဖောက်မှုတွေဖြစ်တဲ့အခါမှာကျမတို့ကတိုင်ကြရေးရန်ရာတွေရှိရမယ်ဖြည့်ရှင်းနိုင်တဲ့ရန်ရာတွေရှိရမယ်လွတ်လပ်စွာပြောဆိုခွင့်ရှိရမယ်ဒါမှသာကျမတို့ကပြဿနာတွေဖြေရှင်းနိုင်တာဆိုတော့ကျမတို့မှာဒီလိုမြန်မာပြည်မှာဒီလိုခြေနေမျိုးတွေမရှိဘူးမရှိတဲ့အပြင်အခုဘလိုတွေတောင်ဖြစ်လာပြီလဲဆိုတော့စက်ယုံတွေကအရင်တော့အာနာမသိငွေ900ကျော်ပဲရှိတာအခု800လောက်ဖြစ်သွားတယ် ဲ့တော့ဘာဖြစ်ဘာလို့ပြတာလဲပေါ့နော်ယာနဲ့ခြေရဲ့စက်ယုံတွေက register တော့မလုပ်ထားဘူးဟိုသူတို့ချိုးဖောက်ချင်တိုင်းခွင့်ရေးတွေချိုးဖောက်နေတာအဲ့တော့ register တော့မလုပ်ခင်းနဲ့ဖွင့်လို့ရတယ်နော်ဟိုမျိုးနယ်တစ်ခုမှာစက်ယုံကြီးကြီးကြီးကိုဖွင့်ထားတယ်တရားတရားမဝင်ဖွင့်ထားတယ်စက်ယုံကအမှုကိုကျွန်တော်တို့သွားတိုင်ရောလော့သွားတိုင်တော့ရောလေပါဦးစီးတွေကအခုလည်းမရှိဖြစ်ရှင်ပေးနေပါဘူးဒါပေမဲ့ပုံဆိုးသွားပြီပေါ့ဘာလို့ဆိုတော့သူတို့ကဒီ ဟိုဟာပေါ့နော် corruption နပိလိုက်ယူလုတ်ထားပြီးသားဖြစ်တယ်လေဆိုတော့ဒီလိုအခြေအနေရပုံများလာပြီးတော့ brand တွေအနေနဲ့ကလည်းပြောမယ်ဆိုရင်ထိန်းချောင်းလို့မရထိန်းချောင်းလို့မရနိုင်ဘာလို့ဆိုတော့တရုတ်တွေတရုတ်နိုင်ငံသားတွေများပါတယ်အလုပ်ရှင်တွေကတရုတ်နိုင်ငံသားတွေကအလုံးလဲသိတယ်လေဒီကဘာမှာတရုတ်ကခွင့်ရေးဆိုတာလေးစားတာလိုက်လာတာမဟုတ်ဘူးဘလောက်ပဲသင်္นานပေးပေးသူတို့နီးနဲ့သူတို့ပဲလောက်တာအဲ့ခါကျတော့ အုတ်ထုတ်ရေးပိုင်းမှာဒီ brand တွေကပါနိုင်တာမဟုတ်တဲ့အတွက်ကြောင့်ဟိုသူတို့ဘာမှမကူနိုင်ပါဘူးပိုကောင်းလာဖို့ဆိုတာမရှိဘူးပေါ့နော်အခုဆိုရင်ကောင်းမွန်ဖြတ်ခံရတဲ့ overtime တွေအများကြီးဆင်းရတယ်ဟိုလူတယောက်လုံနိုင်တဲ့เนาะအတိုင်းတာထက်ကြော်လွန်ပြီးတော့ခိုင်းတဲ့အတွက်ကြောင့်ဟိုလို့ ဒီကျမရေးတွေထိခိုက်တယ်အသက်အန္တရာယ်တွေထိခိုက်လာတဲ့အနေအထားရှိတယ် main ကလေးတွေ main မငယ်တွေအခုကလေးလောက်ကမာတွေပါကျမတို့ရှိနေပြီ။ဘာလို့လဲဆိုတော့စိတ်မထန်ဥပဒေကြောင့်ထွက်ပြေးရတဲ့အခါမှာလုံသားရှားပါးတဲ့ကိစ္စမျိုးဆိုရတယ်ဒါဖြစ်လာတာကိစ္စတွေရှိပါတယ်။အဲဒါကြောင့်မလို့အခုကလေးလောက်ကမာတွေဆိုရလဲအများကြီးဖြစ်လာပြီ။ဆိုတော့ပြီးတော့ဟို ကျမတို့တိုင်းရဲ့ပြည်နယ်မှာဟို conflict စစ်ပွဲတွေဖြစ်နေရပါတော့။ ဒါကြောင့်မလို့ဒီမာရှယ်လော့ဖြစ်နေရရှိတဲ့ဆက်ယုံနေရှိတဲ့နေရာကိုအများပြားလာပြီးတော့အလုပ်လုပ်တဲ့လူတွေရှိတယ်။သတိလူတွေဆိုပိုဆိုးသွားပြီပေါ့။ဒါကြောင့်မလို့ကျမတို့ကဒီဘာမှအမခံချက်အလုပ်ကန်ဆိုလည်းမရှိနေဘူး။နော်စားလို့တောက်လို့လည်းဟိုဝမ်းလည်းမဝအောင်မိန်းကလေးတယောက်ဆိုတာမှာ။ဆိုတော့ဒီအနေထားတွေကပိုကောင်းလာဖို့ဆိုတာအာနာ ဒီအုတ်ချုပ်ရေးစနစ်ပေါ့နော်နိုင်ငံအုတ်ချုပ်ရေးစနစ်ပြောင်းလဲမှုမလုပ်နိုင်ဘူးဆိုရင်ပိုကောင်းလာဖို့ဘာမှမရှိနေဘူး။ဒါကြောင့်မို့ကျွန်မတို့အားလုံးကိုပြောချင်တာကဒါကျွန်မအစိုးဘက်ကိုပြောတာမဟုတ်ကျွန်မဒီငငယ်လေးကဒီလိုမျိုးစနစ်မှာကြီးပြင်းလာရတဲ့သူဖြစ်တယ်။ဒီလိုလုပ်ငန်းမှာလုပ်ခဲ့တဲ့သူဖြစ်တယ်။ဒီဟာကိုကျွန်မကိုတွေးခံစားခဲ့ရတာဖြစ်တယ်။အခုကျွန်မတို့လုပ်ကမာကြီးဖြစ်နေရတယ်ဒီတိုင်းဖြစ်နေတာဒီထက်ပိုဆိုးွားနေရဆိုတော့ကျွန်မသိတယ်။ဘာလို့လဲဆိုတော့ကျွန်မတို့မှာအစင်းခံစားပေါင်းများစွာရှိလို့ဖြစ်ပါတယ်။ တော့ကျွန်မဒီမှာနေရဲဆိုပြောတဲ့စကားတွေဒီအလုပ်သမားတွေရှိရလာတဲ့အချက်လက်တွေပေါ်မှာပဲပြောရတာဖြစ်တယ်ပေါ့နော်စိတ်ကူးရင်ပြီးပြောလို့မရဘူးဆိုတော့ဒီဒီအချက်လက်တွေကြောင့်မို့အလုပ်သမားတွေရဲ့တောင်းဆိုမှုကလွတ်လပ်တဲ့ပွင့်လင်းတဲ့နိုင်ငံဖြစ်ရမယ်ကျွန်တော်တို့ပြောရေးဆိုခွင့်ရှိရမယ်နှိမ့်နိုင်နိုင်ခွင့်ရှိရမယ်ဥပဒေစိုးမိုးမှုရှိရမယ်ဒီအခြေအနေတွေရောက်ဖို့ကနိုင်ငံရေးစနစ်ပြောင်းမှာဖြစ်ပါမယ်ဒါကြောင့်မို့စစ်အာဏာရှင်ဖြုတ်ချပြီးတော့ကျွန်တော်တို့ဒီမိုကရေစီစနစ်ကိုတော့မှာဖြစ်ပါတယ်လို့ပြောချင်ပါတယ် လောက်သမားတွေကိုအားမလျှော့ပဲနဲ့တိုက်ပွဲမှာပါပါကျမတို့အပြောင်းလဲကိုကိုယ်တိုင်လုပ်ကြပါစို့လို့ပြောခြင်းပါတယ်ရှင်ဟုတ်ကဲ့ပါမှာအခုလိုမျိုးအချိန်ပေးပြီးဖြေကြားပေးတာကျေးဇူးများကြီးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်